အင်္ဂလိပ်ဆိုရကလက်နက်အခိုင်မာတက်ဆင်ထားတဲ့ဖားရွှေကျော်ရဲစခန်းကိုဓားရီလန်နေကင်ဆောင်ထားတဲ့တောင်သူလယ်သမားတပ်ဖွဲ့ကြီးကစီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့မှုပါတယ်။လယ်သမားတွေဟာဥပဒေချိုးဖောက်သူတွေတပုံတွေဓမြတွေလို့အင်္ဂလိပ်ဆိုရကကြေညာခဲ့ပါတယ်။ဒါပေမဲ့မြမတမိုင်းမှာအထူးမှတ်တမ်းတင်ရတဲ့တမိုင်းဝင်တိုက်ပွဲကြီးဖြစ်ခဲ့ပါတယ်။အခုလဲပလဲမြို့နယ်ကန့်တောင်ရဲစခန်းကိုဗမာပြည်ကွန်မြူနတီပါတီရဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က၁၈ရက်ကြာပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးတော့သိမ်းပိုက်ခဲ့ပါတယ်။ တော်လိုင်းရဲဘော်တွေကိုစစ်ကောင်စီကကြမ်းဖက်သမားလို့မကြာခဏပြောတတ်ပါတယ်။ဒါပေမဲ့ကန့်တောင်ရဲစခန်းကို PLA ကသိမ်းပိုက်လိုက်တဲ့အချိန်မှာပြည်သူလူထုအများအပြားကဝမ်းသာအားရအပေးဂုဏ်ပြုကြပါတယ်။ကန့်တောင်တိုက်ပွဲဟာဖားရှိကျော်တိုက်ပွဲလိုပဲအထူးမှတ်တမ်းတင်ရမယ့်သမိုင်းဝင်တိုက်ပွဲကြီးဖြစ်သွားပါပြီ။နောက်အချိန်သမိုင်းစာအုပ်တွေထဲမှာဒီတိုက်ပွဲအကြောင်းကိုဖတ်ကြရပါလိမ့်မယ်။ဒီတိုက်ပွဲမှာပါဝင်တက်ခိုက်ခဲ့တဲ့ရဲဘော်တွေရဲ့စကားတွေဟာသမိုင်းဝင်စကားတွေအဖြစ်နောက်မှလေ့လာစရာသမိုင်းသင်ခန်းစာဖြစ်လာပါလိမ့်မယ်။ အဲ့ဒီတိုက်ပွဲမှာအမျိုးသမီးရဲဘော်ရှေ့ရဟာတိုက်ပွဲအစကနေအဆုံးထိပါဝင်ခဲ့ပါတယ်ကန့်တော့တိုက်ပွဲရဲ့တိုက်ပွဲမဟာဗျူဟာကို PLA ကဥဆောင်ရေးဆွဲပါတယ်ဗျူဟာမူးနှစ်ယောက်ထားပြီးတော့ကန့်တော့ရဲစကန်တိုက်ခတ်ရေးကိုဗျူဟာမူးတယောက်ကတာဝန်ယူပါတယ်ကန့်တော့ရဲစကန်ကိုဓာတ်ရိုက်ဥတီတဲ့ထိုးစစ်နဲ့နောက်ဆုံးသိမ့်ပတ်ရေးတိုက်ပွဲကို PLA တဖွဲ့တည်းကတီးသန့်တာဝန်ယူဆင်နွှဲခဲ့တယ်လို့ဆိုပါတယ်ရန်သူရဲ့စစ်ကူဖြတ်တောက်ရေးကို PLA ရဲ့နောက်ထပ်ဗျူဟာမှုတစ်ယောက်ကတာဝန်ယူခဲ့ပါတယ်စစ်ကူဖျက်တောက်ရေးမှာမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများ Democratic တပ်ဦး ABSDF ပြည်သူ့ညီညွတ်ရေးတပ်ဦး PUF ရင်းမပင်ခရိုင် MS7 တပ်ရင်းစစ်တပ်နဲ့တပ်မတော်ဗမာလွတ်မြောက်ရေး Democratic တပ်ဦး BLDF ဒေါင်းနဲ့နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့တပြေတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့အညာဗျူဟာတပ်ရင်း1 96 soldiers နဲ့အညာမြေတပ်ပေါင်းစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ PLA ပြည်သူလူမျိုးရေးတပ်မတော်ဟာအရင်ကလဲသိန်းနီမျိုးသိန်းတိုက်ပွဲ၊မိုးမိတ်မျိုးသိန်းတိုက်ပွဲ၊တွင်းငယ်တိုက်ပွဲ၊လာရှိုးတိုက်ပွဲတွေမှာမဟာမိတ်တိုင်းရင်းသားတွေနဲ့ပူးပေါင်းပါဝင်ပြီးတော့အောင်ပွဲရခဲ့ဘူးပါတယ်။ပလဲမျိုးကိုလည်းတရက်အကြာယာယီသိမ့်ပိုက်ခဲ့ဘူးပါတယ်။မြင်းချံတောင်သားဘက်မှာလဲတိုက်ပွဲဆင်နွှဲအောင်ပွဲရတာတွေတော်တော်များများရှိခဲ့ပါတယ်။ ောင်ပွဲတော်တော်များများရခဲ့ဘူးသလို PLA ရဲဘော်တချို့တိုက်ပွဲတွေအတွင်းအသက်ပေးခဲ့ကြရတာတွေလည်းရှိခဲ့ဘူးပါတယ်အဲ့လိုတိုက်ပွဲတွေမှာ PLA ပြည်သူ့လက်မြောက်ရေးတပ်မတော်ရဲ့အမျိုးသမီးရဲဘော်တွေလည်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်2023ခုနှစ်ဇန်နဝါရီလ6ရက်9ရက်တွေမှာတော့ကလည်း PLA ပြည်သူ့လက်မြောက်ရေးတပ်မတော်ကကန့်တောင်ရဲစခန်းကိုတိုက်ခိုက်ခဲ့ဘူးပါတယ်2023မှာအဲ့လိုတိုက်ခိုက်ခဲ့စဉ်တော့ကလည်းအမျိုးသမီးရဲဘော်တွေပါဝင်တိုက်ခိုက်ခဲ့ပါတယ် ပလဲမျိုးကိုတရက်တာတိမ့်ပိုက်စီးနှင်းပြီးတော့အစိုးရရုံးတချို့ကိုစီးနှင်းတိမ့်ပိုက်ခဲ့တော့ကလည်းအမျိုးသမီးရဲဘော်တွေပါဝင်ခဲ့ပါတယ်အခုဒီချိန်ကန့်တောင်ရဲစခန်းကိုလုံးဝအောင်းအောင်းမြင်းမြင်းတိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့တဲ့တိုက်ပွဲမှာလည်းအသက်20ကျော်ဒါရှိကြသေးတဲ့အမျိုးသမီးရဲဘော်ရှေ့ရဟာရဲစခန်းကိုတိုက်ရိုက်တိုက်ခိုက်တဲ့ထိုးစစ်အတွက်မှာပါဝင်ခဲ့ပါတယ်ပြည်သူ့လူမျိုးရေးတပ်မတော်ရဲ့လက်သီးတပ်တွေက တပ်တခုလို့ခေါ်ကြတဲ့အနောက်မြောက်စစ်ဒေသ၈၁၅တပ်ကရဲဘော်မိငယ်ဟာရှေ့တန်းရောနောက်တန်းမှာပါတာဝန်ယူခဲ့ရတဲ့သူတယောက်ဖြစ်ပါတယ်။ကျွန်တော်ကကျွန်တော်နာမည်ရဲဘော်မိငယ်။ကျွန်တော်ပြည်သူ့လူမျိုးရေးတပ်မတော်အနောက်မြောက်စစ်ဒေသအမှတ်၈၁၅တပ်ဖွဲ့တပ်ဖွဲ့တမထောင်ယူတာပါ။ကျွန်တော်တို့ဒီနှစ်ရက်နဲ့ကမ်းလောင်တပ်ဖွဲ့ကိုတိုင်မဲ့နှစ်ရက်နဲ့မှာကျွန်တော်တို့ကကျွန်တော်စုရကနေပြီးတော့ကျွန်တော်ထွက်ခါတယ် တော့ကျွန်တော်တို့ကရေဘော်တွေအကုန်လုံးကျွန်တော်ရေဘော်တွေအကုန်လုံးဒီနေ့နေ့မှာပဲအကုန်လုံးထွက်ခါပြောကျွန်တော်တို့ကရန်သူစခန်းတိုင်းမြောက်ကရန်သူနေတဲ့အိမ်ကိုကျွန်တော်တို့ဝင်ရှင်းတယ်ပြောအဲ့ရနေကျွန်တော်တို့ရန်သူစခန်းသားကိုကြောက်အောင်ခတ်တယ်ရန်သူတွေစခန်းသားမြောက်ကကျွန်တော်တို့ကဖုန်းကြောင်ကိုကျွန်တော်ပြန်ပြီးတော့ခတ်တယ်ကျွန်တော်ကဖုန်းချောင်းရဲ့ကျွန်တော်ရဲ့ရှေ့မှာကျွန်တော်အုံနေရတယ်ရှိတယ်ပြီးတော့ဒီဘက်မှာခြံဝန်းလုံးရှိတယ် ကျွန်တော်တို့အချက်ဝင်မှာနေရာယူတယ်ပြီးတော့ကျွန်တော်တို့အချက်ဝင်ကနေပြီးတော့အချက်ဝင်ကမှကျွန်တော်တို့ကရုတ်ချင်းနဲ့တွေ့တယ်ကရုတ်ချင်းနဲ့တွေ့ပြီးကျွန်တော်တို့ကအဲ့တည်းမှာကရုတ်ချင်းနဲ့ကြမ်းတွေ့ပြီးတော့ကျွန်တော်တို့ကကရုတ်ချင်းနဲ့တခြားတော့ပြီးတော့အဲ့တည်းမှာကျွန်တော်တို့ရဲ့ရန်သူနဲ့ဆိုတာမျက်နှာချင်းဆိုင်ကိုအုံနေရန်တခုပဲခြားတာကျွန်တော်ကအဲ့တည်းမှာပြချာနေရယူတယ်ပြီးတော့ကျွန်တော်တို့ကခင်းဆောင်တယ်တော့ရန်သူတွေအဲ့လိုမျိုးပြစ်ခတ်တဲ့ခါကျကျွန်တော်တို့သူ့ဘေးကပြစ်တယ်ဆိုတော့ကျွန်တော်ကအစ်စာလေးလာပြီးတော့အစ်စာကြည့်ပြီး ကျွန်တော်ကသူ့တို့ကိုတခြားရှိပြီးတော့ပြန်ပြီးတော့ကျွန်တော်ကပြစ်တယ်ပြီးတော့ကျွန်တော်ဖုန်းချောင်းကိုဝင်တဲ့အခါမှာကျွန်တော်အရင်ဆုံးကျွန်တော်ဝင်တယ်ကျွန်တော်လေးယောက်ဝင်သေးဖုန်းချောင်းဝင်တော့ကျွန်တော်ဘန်ကနဲ့ကျွန်တော်တို့ကစွန်းစားဆောင်ခြေထဲမှာစွန်းစားဆောင်နေပဲခြားတာပေါ့ရန်သူကလည်းကျွန်တော်တို့ကိုမြင်တယ်ကျွန်တော်တို့ကလည်းရန်သူကိုမြင်တယ်အာကျွန်တော်ပြစ်တယ်ပြစ်တဲ့အချိန်မှာသူတို့ဘက်ကလည်းပြစ်တာမယမနာကိုပြစ်တယ်နောက်ပိုင်းကျွန်တော်တို့ ကျွန်တော်မြင်တဲ့အချိန်မှာကျွန်တော်ဘက်ကလည်းပြည်သူ့ဘက်ကလည်းပြည်သူ့ဘက်ကကျွန်တော်အရန်ပြတော့ဆိုကျွန်တော်ဘက်ကလုံးဝခေါင်းပေါ်ချင်းကိုမရဘူး။ဒါပေမဲ့ကျွန်တော်တို့ခွဲမှုကကျွန်တော်တို့အမိန်ပေးရင်နောက်ပြန်ဆုတ်ခဲ့ဖို့ဆိုပြီးကျွန်တော်တို့ပြန်ဆုတ်တယ်။ပြန်ဆုတ်တော့ကျွန်တော်ရဲ့ဖုန်းချောင်းနဲ့မြင်တဲ့ချင်းဆောင် channel မှာပဲကျွန်တော်တို့ညာယူပြီးတော့ကတော့ချင်းမှာပဲငွေခင်းဆောင်တယ်။ပြည်သူ့လူမျိုးရေးတက်မလို့ဟာအစင်းရဲဆုံးငွေကြေးအ ਨੇ ဆုံးရှိတဲ့ ဒေါ်လာရေးတက်မတော်တွေထဲမှာတခုပါဝင်ဖြစ်ပါတယ်။အများဆုံးအလှငွေရနေတဲ့အဖွဲ့အစည်းတွေကနေပြီးတော့ပြန်လဲခွဲဝေထောက်ပံ့တာမျိုးကိုရတာလဲလုံးဝမရှိဘူးလို့ဆိုပါတယ်။ကန့်တောက်တိုက်ပွဲကိုတိုက်နေချိန်မှာတိုက်နေရင်းနဲ့ကြီးစံပြတ်မသွားအောင်တော်တော်ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။လှူဒန်းငွေနေပါတဲ့အတွက်ကြီးစံမလုံလောက်တဲ့အခြေအနေမျိုးဟာရှေ့တန်းမှာအသက်နဲ့ရင်းပြီးတော့တိုက်ပွဲဝင်နေတဲ့ရဲဘော်မိငယ်တို့အတွက်ဓာတ်ရိုက်အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။သောဘကလည်းလက်လက်ကြီးတွေဖြစ်တယ်ပြီးတော့လင်းဖြစ်မှုတွေဖြစ်တယ် ကျွန်တော်ဘက်ကလည်းရင်ပြုတ်လေးပြည်တယ်လက်နဲ့ကြည့်တယ်ရမ်းပြည့်တယ်သူ့ဘက်ကပြီးတော့လက်နဲ့ခရံဆုံးတယ်ကျွန်တော်ဘက်ကကျတော့လက်နဲ့ခရံမဆုံးပြီးတော့ခြေလုံးလုံးကျွန်တော်ဘက်ကမရှိဘူးခြေလုံးလုံးမရှိကျွန်တော်ဘက်ကနည်းနည်းတော့ဂျမ်းဖြစ်တာပါသနနဲ့ပါလေဆိုတော့ဂျမ်းနဲ့ပါဖြစ်တယ်ချိုးသနနဲ့ဆိုရင်ချိုးတာတော့ပါတော့အဲ့လိုရှိတယ်ကျွန်တော်တို့ဖုန်းကြောင်းကနေပြီးတော့ကျွန်တော်တို့ဒီဘက်ညောင်ညောက်ဘက်နာတီ ကျွန်တော်တက်တယ်ပြောကျွန်တော်ရဲဘော်ထဲမှာဟိုလက်လက်ကြီးတော်များများထိတယ်ပြီးတော့ဒင်းပြုတ်ကိုရတာကျွန်တော်တို့ကတော့ချင်းနဲ့ဝင်းနေနေတော့တော်တော်များထိတယ်ကျွန်တော်တို့ဆိုရင်လည်းဘုမတာခွဲအတွေ့အကြုံနဲ့ဖြစ်တယ်ပြီးတော့ကျွန်တော်အမျိုးသမီးတွေလည်းဖြစ်တယ်အမျိုးသမီးဖြစ်တာကျွန်တော်မှကျွန်တော်အမျိုးသမီးတွေဖြစ်တယ်ပြီးတော့ကျွန်တော်မဆွေးချင်းလာတာအစားကျွန်တော်တို့အားတွေကိုလည်းမမူနာကိုရဲဘော်တွေနဲ့တန်းတို့တန်းတို့ပဲကျွန်တော်အားတွေလည်းဘယ်လိုမဆိုင်နိုင်တော့ ပြောမိုးတွေရွာတယ်ကျွန်တော်ကမျိုးသမီးပြောမဆွေးချင်ပြမိုးကရွာအဆင်မပြေတော့တော်တော်မပြေခဲ့ဘူးမပြေခဲ့မှမယ်ကျွန်တော်တို့အဲ့ဒါတွေကိုမူမထားဘဲနဲ့ကျွန်တော်တို့ဒီရန်သူစခန်းကိုတင်းနိုင်မှာကျွန်တော်တို့ဟောပြမယ်ဆိုပြီးတော့ကျွန်တော်တို့ရန်သူစခန်းကိုအချင်းကြီးရအောင်ခက်တယ်ကျွန်တော်ရန်သူဘက်ကလူစေချောင်းတွေထိုးတယ်ကျွန်တော်တို့ဘက်ကလည်းသူတို့ဝင်းမလာနိုင်အောင်ကျွန်တော်ဘက်ကကာကာခဲ့ရတယ်ပြီးတော့ကျွန်တော် ျွန်တော်ဆိုရင်ချက်နေပြီးတော့ကျွန်တော်နောက်ပိုင်းကိုပြန်ဆင်းတယ်တရက်ပေါ့တရက်ပြန်ဆင်းကျွန်တော်အဲ့လိုမျိုးကားလည်းဘက်ကိုတရက်ရောက်သွားပြီးကျွန်တော်အဲမျိုးသမီးတွေပေါ့ဟိုရှေ့ပြန်ပြီးတော့စကန်ဝင်လုံးပါပေါ့နိုင်မှာကျွန်တော်ဟိုရှေ့မှာပဲနေချင်တာဗျာအဲ့လိုမျိုးရဲဘော်တွေနဲ့ကိုရဲဘော်တွေနဲ့တကူဆိုကိုရဲဘော်တွေတကူလုံးပေးအောင်ကျွန်တော်တို့ကရှေ့မှာပဲနေချင်အဲ့ရှေ့ရှေ့ကိုကျွန်တော်ညာရင်းချင်းပဲကျွန်တော်လိုက်တယ်လိုက်ပြီးတော့ကျွန်တော်ရဲဘော်တွေနဲ့အဲ့လို တို့ချင်းနဲ့မှာညဘက်တညာလုံးမေးရပန်းကင်းဆောင်တယ်ရန်သူအချင်းတွေကြည့်တယ်ရန်သူကညဘက်ဝင်လုံးတော်တော့ဝင်ဝင်စီတော်ဆိုကျွန်တော်ဘက်ကပြန်ခံပြတာသူတို့ဘက်ကလည်းပြေကျွန်တော်ဘက်ကလည်းပြေအဲ့ဒါဆိုသူတို့သူတို့လည်းတက်မလာရဲတော့ကျွန်တော်လည်းရဲ point နေပါရင်ဝင်ပြီးတော့ရန်သူစကန်ဝင်လုံးတဲ့အချိန်ဝင်လုံးတဲ့အချိန်ဆိုရင်ကျွန်တော်တို့ကကျွန်တော်ဆိုရင်ဒီလိုဝင်လုံးတဲ့အချိန်ရရင်ရဲဘော်အမျိုးသားရဲဘော်ကိုထဲတယ်အဲ့တော့ကျွန်တော်တို့က သူတို့အတွက်ကြည်တွေပါတွေပို့တယ်ပြီးတော့သူတို့အတွက်သမင်းတွေပါတွေပို့ပေးရတယ်ကျွန်တော်တို့အဲ့လိုမျိုးလုပ်တယ်ဒါမဲ့ရဲဘော်တွေထိတဲ့အခါကျရင်ကျွန်တော်ကစေးမှုနဲ့အဲ့လိုမျိုးအနည်းကရဲဘော်တွေကိုထိခဲ့တဲ့ရင်ကရဲဘော်တွေကျွန်တော်စေးတွေပါတွေထပ်ပြီးပါစီးပြီးတော့ပြချာသူတို့အတွက်ဟိုသွေးရမ်းထွက်နေတဲ့ရဲဘော်ဆိုရင်ပတိတွေပါတွေချစီးပြီးတော့ကျွန်တော်ဘက်ကအနောက်နောက်ကိုပြန်ပို့ရတဲ့အခြေအနေရှိတယ်အဲ့လိုမျိုးအခြေအနေမှာကျွန်တော်လည်းတက်လာကျွန်တော်တက်လာတဲ့တော့အများဆုံးဝင်ပြီးတော့ ျွန်တော်ကူလို့ပေးခဲ့နောက်ထပ်အမျိုးသမီးရဲဘော်တယောက်ဖြစ်တဲ့ရဲဘော်ဟန်ကတော့တိုက်ပွဲတွင်မှာပေါင်မှာဒဏ်ရာရခဲ့တဲ့ရဲဘော်တယောက်ဖြစ်ပါတယ်ဟုတ်ကျွန်တော်နာမည်ကရဲဘော်ဟန်ပါဗျာရှစ်တင်ကတခွင်းနေကပါကျွန်တော်ဒီကန်းနောက်တိုက်ပွဲကိုနှစ်ရက်နှစ်မနက်ခင်းစောပိုင်းလောက်မှာစုရက်ကနေပြီးတော့စီတောင်းလိုက်ချိတက်ခဲ့ကြပါတယ်ကျွန်တော်ကတော့ကျွန်တော်တက်ဆိုင်နေတဲ့အတူ ူတူခြိတက်ခဲ့ရပါဟုတ်ကျွန်တော်တို့ဒီကန်းတော့တိုက်ပွဲကိုကျွန်တော်တို့မနက်ခင်းနှစ်ရက်နေ့မနက်ခင်းအစောပိုင်းမှာကျွန်တော်တို့တွေစုရက်ကနေပြီးတော့ခြိတက်ခဲ့ကြပါတယ်အမ်ကျွန်တော်တို့ဒီဒီမနက်ခင်းအစောပိုင်းလောက်မှာလေကျွန်တော်တို့ကန်းတော့စကန်းနဲ့ခဝေးဝေးကနေကျွန်တော်တို့ခြေချင်းခြိတက်ခဲ့ပါတယ်ထပ်ပြီးတော့အဲ့လိုမျိုးခြိတက်ရနေပြီးတော့ကျွန်တော်တို့အဲ့ချိန်တုန်းကတော့တော်တော်လေးဟို လင်းအောင်မထွက်သေးဘူးတော်တော်မှောင်မိရင်လည်းတို့ချီချင်းတက်နေရင်လည်းဒီကန်းအောင်ဇာဆက်ကိုရောက်သွားတယ်ဇာဆက်ကိုရောက်တဲ့အချိန်မှာကျွန်တော်နဲ့ကျွန်တော်တက်စိတ်ကဒူဒူဒီဇာဆက်ကအိမ်ကနေစပြီးတော့ကျွန်တော်တို့ဂါဒီရှင်းလေးကိုဒူလုတ်ခဲ့ကြပါတယ်ကျွန်တော်ဂါဒီရှင်းလေးအိမ်ဝင်အိမ်ထွက်လိုမျိုးအိမ်ဒီပါရရှင်းနဲ့ဂါဒီရှင်းလေးလုတ်နေရင်လည်းနောက်ဆုံးကျတော့ကျွန်တော်တို့ဘုံအောင်ကြောင်းတွေ့ရပြန်ဘုံကြီးကြောင်းလည်း ဝင်ပြီးတော့ရှင်းလင်းတဲ့အခါမှာဘုန်းကြီးကျောင်းထဲမှာတော့ဘာမှတော့မတွေ့ဘူးဒါပေမဲ့ဒီရန်သူရဲ့ရန်သူတွေနေွားတဲ့အရေးအယောင်ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဟုတ်လားဘုန်းကြီးကျောင်းရဲ့နေရန်လေးတွေမှာသူတို့အပေါက်လေးတွေဖောက်ပြီးတော့ဒီကင်းယူတဲ့ပုံစံကင်းယူခဲ့တဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ခဲ့ရပါတယ်ကျွန်တော်တို့အဲ့အချိန်မှာဒီဘုန်းကြီးကျောင်းထဲကိုတတိယနဲ့တခြားရှင်းလင်းနေတဲ့အချိန်မှာတော့ဟိုအစောအစောပိုင်းကတော့ကျွန်တော်တို့ရန်သူတွေ့ခဲ့ကြပါဘူး ဒါပေမဲ့ကျွန်တော်တစိမ့်ကအဲ့ချိန်မှာကျွန်တော်တစိမ့်နဲ့ကျွန်တော်နေရနေရကွဲသွားတယ်ကွဲပြီးတော့ကျွန်တော်ကဒီဘုန်းကြီးကျောင်းရဲ့မောဝါနာလောက်မှာကျွန်တော်နဲ့ကျွန်တော်ရဲဘော်ကြီးတယောက်နဲ့ကင်းဆောင်တယ်ပြီးတော့ဖြစ်ချင်တော့ကျွန်တော်တစိမ့်ကလည်းရန်သူနဲ့တိုက်ရိုက်ဟိုအနီးကပ်ပြစ်ခတ်နေရအချိန်ဖြစ်တယ်ကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်ကိုဗာမေးမှမပေးမပေးသေးရတဲ့အကြောင်းမလို့ကျွန်တော်ပြစ်ခတ်လို့မရပဲကျွန်တော်ကင်းမဲဆောင်နေရတယ်သူတို့ကဟိုလက်နက်တော့ စုံနေဗျလက်နဲ့စုံနေသူတို့ပြစ်ခတ်ခဲ့ရင်လက်နဲ့ကြီးကြီးလည်းပါတယ်လို့အဲ့လိုမျိုးစနိုက်ပါလည်းပါတယ်ဗျအဲ့လိုချိန်မှာကျွန်တော်တို့ကင်းဆောင်ကင်းဆောင်နေနေကျွန်တော်တို့ကင်းနေအောင်ဒီမိုင်းထိပြီးတော့ခြေောက်ခြေောက်တံရရလာနေရဲဘော်ကြီးတို့ရောက်လာနေဗျအဲ့ချိန်မှာကျွန်တော်တော်လေးကိုသိပြက်ခဲ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်စိတ်ကိုထိမ့်ပြီးတော့ကျွန်တော်ကျွန်တော်တက်စိတ်နာကိုကျွန်တော်တွားတယ် ကျွန်တော်တဆိတ်နောက်သွားတော့ကျွန်တော်တဆိတ်မူကပြောပါရင်ဒီပြစ်ခတ်နေတဲ့နေရာဟိုအုံနေကြည်တရားအုံနေတဲ့နေရာပေါက်တယ်အဲ့လိုပြောတယ်ဒါပေမဲ့ကျွန်တော်ခွဲမူကအဲ့ဒီနေရာကိုပြစ်ခုပေးဖို့အတွက်ကျွန်တော်ကိုမိန့်ပေးခဲ့ပါတယ်အဲ့ကျွန်တော်လဲဒီပြစ်ခတ်နေတဲ့နေရာကိုကျွန်တော်တွားပြစ်ခုပေးခဲ့ပါတယ်ဒါပေမဲ့ပြစ်ခုပေးတဲ့အချိန်မှာဖြစ်ချင်တော့ဒီရန်သူကလည်းကျွန်တော်နေရာကိုပဲသူတို့ဒီဇက်တိုက် မရမနာအဲ့လိုမျိုးပြစ်ခတ်နေတဲ့အခါကျတော့ကျွန်တော်လည်းတခြားလေးကိုယ့်ဘက်ကပြစ်ချင်တာမရှိပဲလားလို့ပြောတခြားလေးကာဝယ်ယူပြီးဝင့်နေရတယ်ဗျအဲ့လိုဝင့်နေတဲ့အချိန်မှာလည်းသူတို့ဘက်ကနေပြီးတော့ကိုတီးပြစ်ချလိုက်တယ်ပထမတစ်ချက်ကတော့ဒီကျွန်တော်အကာအကွယ်ယူထားတဲ့အုတ်နေရရဲ့ကိုယ့်ဘက်ပြင်ဘက်ကိုကြသွားတယ်ဆိုရင်နောက်ချက်ကျတော့ကျွန်တော် ਨੇ ဒီခုနလက်မလောက်ပဲထားတယ်ကျွန်တော်ဘေးတက်တက်ယူကြတယ် ကြတဲ့အချိန်မှာကျွန်တော်ဘေးမှာနေမယ်ဒီကိုတီးကကွဲသွားကွဲသွားတဲ့ခါကျတော့ကျွန်တော်ဘာမှတော့မသိကြဘူးကျွန်တော်နားရီဥပြီးတော့ဒီကိုလုံးဖုန်ကျင်သွားအဲ့နဲ့ကျွန်တော်ဒီဟိုငါတန်ရာများရောက်သွားသလားဘာမှမဖြစ်ဘူးလားမသိဘူးဆိုကိုယ့်ကိုစစ်ဆေးကြည့်လိုက်တော့မှဒီကျွန်တော်ခြေလောက်ကနေပြီးတော့တွေးရခက်ပေါင်ဖို့ကျွန်တော်ရပေါင်ကနေပြီးတော့လေတွေးစီးကြလာတာတွေးတော့မှအာကျွန်တော်ကျွန်တော်ရဲဘော်ကိုကျွန်တော်နီနာရဲဘော်ကိုကျွန်တော်အတိပေးလိုက်ကျွန်တော်တန်ရာရောက်သွားပြီကျွန်တော်ထိသွားပြီဆိုပြီးတော့ကျွန်တော်အတိပေးလိုက် အဲ့ဒါကျွန်တော်ရဲဘော်ကလည်းဟိုကျွန်တော်ကိုကျွန်တော်နဲ့တူတူဒီပြစ်နေတဲ့နေရာပြစ်ခတ်နေတဲ့နေရာကနေပြီးတော့ပြုံးဘူးထုတ်ပေးပြီးတော့ကျွန်တော်တို့ရေဟိုဒီစတဲ့ညောင်းရဲ့အပြင်ဘက်ကိုဖက်ခဲ့ရတာဖက်တဲ့အချိန်မှာလည်းသူတို့ကဇလိုက်ပြစ်နေသေးပဲပြစ်နေတဲ့ခါကျတော့ဟိုကျွန်တော်ကိုလာဆွဲရဲဘော်ကြီးတယောက်လည်းထိသွားရင်အဲ့အချိန်မှာကျွန်တော်တို့တွေကျွန်တော်တို့၃ယောက်ပေါ့ ကျွန်တော်တို့တော့လုံးဝအဲ့လိုမျိုးခေါင်းဆောင်နေတော့မရှိတော့အောင်တို့ဘက်ကဇက်လိုက်ယူပြင့်ပြင့်နေရဲ့အချိန်မှာနေပဲကျွန်တော်လည်းဒီနောက်နောက်ထိပ်ပါတဲ့ရဲဘော်ကကျွန်တော်ထပ်ဒီဒံရပူများတယ်ဒံရပူများရတဲ့အကြောင်းမလို့ကျွန်တော်လည်းကိုယ့်အကူပဲထပြီးတော့လေကိုယ့်ဘက်တချမ်းကိုလည်းပြေးသွားလိုက်ရောအဲ့လိုနဲ့ကျွန်တော်ဟိုအန်ရကင်းတဲ့နေရာဘက်ကိုရောက်သွားတယ်ဗျာအဲ့လိုမျိုးအန်ရကင်းတဲ့နေရာကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ရဲဘော်တွေကကျွန်တော်ကိုအဲ့လိုမျိုးပြတ်မလွန်အောင်လို့ဆိုပြီးတော့ ကျွန်တော်ပေါင်ကိုအဲ့လိုမျိုးအတည်ရင်းနဲ့ကြက်ကြက်လေးစီးပေးတယ်စီးပေးပြီးတော့အဲ့လိုမျိုးဟိုအစင့်စင့်ကျွန်တော်ကိုချီပိုးချမ်းပြီးတော့ဒီစေကန်းကိုခေါ်ရတယ်ကခေါ်ပြီးတော့မစေကန်းနေမှတစ်စင်းအဲ့လိုမျိုးကျွန်တော်စေးုံရောက်သွားတယ်စေးုံရောက်သွားတဲ့အချိန်မှာကျွန်တော်ဒဏ်ရာအဲ့လောက်မပြင်းဘူးမြင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဆော့ဆော့လေးစေးုံကဆင်းရတယ်ဆင်းတဲ့အခါမှာဒဏ်ရာအရှင်းသက်သာတာမျိုးမဟုတ်သေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရှေ့တန်းတော့ပြန်လိုက်ခဲ့တယ်ပြန်လိုက်ခဲ့တဲ့ ပြန်လိုက်ခဲ့ပြီမဲ့လဲကျွန်တော်ရှေ့တန်းထီတော့ကျွန်တော်မသွားနိုင်ဘူးမသွားနိုင်တဲ့အတွက်ကြောင့်မလို့ရှေ့တန်းနဲ့အနည်းဆုံးရုံးမှာပဲကျွန်တော်ဒီကြီးထောက်ဖို့တွေလုပ်တယ်ပြီးတော့ဟိုကပစ်တွေပါရေအဲ့လိုနေရာမှာကျွန်တော်တာဝန်ယူပြီးတော့တိုက်ပွဲမှာကျွန်တော်ဆက်လက်ပါဝင်ပေးခဲ့ပါတယ်ကန်နောက်တိုက်ပွဲမှာစစ်ကောင်စီစစ်သားတွေဟာအကြီးကျယ်ရှုံးနိမ့်ခဲ့ကြပါတယ်အများအပြားကြာဆုံးခဲ့ကြပါတယ်အများအပြားထွက်ပြေးခဲ့ကြပါတယ် သူတို့ကိုမရှုမလဖြစ်အောင်တိုက်ခိုက်သွားတဲ့သူတွေထဲမှာအခုလိုအသက်20ကျော်အရွယ်အမျိုးသမီးငယ်လေးတွေပါဝင်နေဆိုတာကိုသိရင်သူတို့ဘယ်လိုခံစားကြရမလဲဆိုတာခံမှန်းရခက်ပါတယ်။ဒါပေမဲ့ဗမာပြည်ကွန်မြူနတီပါတီမှာနာမည်ကြီးတဲ့အမျိုးသမီးတော်လှန်ရေးရဲဘော်တွေဟာရှေးခါတုန်းကတည်းကရှိခဲ့ဘူးပါတယ်။ကြောက်ဆယ်ကအမျိုးသမီးရဲဘော်ဒေါ်မြကြီးတို့ပြင်မနာကြည်တော်ကံကအမျိုးသမီးရဲဘော်ဒေါ်ကြည်လေးတို့ဟာနာမည်ကြီးကွန်မြူနတီရဲဘော်ကြီးတွေပါ။အခုဒီအမျိုးသမီးရဲဘော်တွေဟာလည်းထင်ရှားမဲ့ တမိုင်းဝင်ရဲဘော်တွေဖြစ်လာနိုင်ပါတယ်။ရဲဘော်လက်လက်ကတော့ကာကင်းမှာတာဝန်ယူခဲ့ရပါတယ်။သူတို့ရဲ့ကာကင်းကနေရန်သူကျွန်ထွက်မသွားဖို့အတွက်စိတ်လှုပ်ရှားပူပန်ခဲ့ရတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ကျွန်တော်နာမည်ကတော့ရဲဘော်လက်လက်ဖြစ်ပါတယ်။ပြည်သူလူမျိုးရေးတမတော်ရဲ့နောက်မြောက်စစ်တေသာအမတ်ရှစ်တင်ကဝတခွနစ်ကရဲဘော်ဖြစ်ပါတယ်။ကျွန်တော်တို့အာနေရနေရနေစပြီးတော့ရန်သူစကန်ကိုသိရင် နှစ်ပိုင်းမှာစတင်ထွက်ခဲ့ပါတယ်ကျွန်တော်ကတော့ရှေ့တီရောလာရအောင်ကျွန်တော်ကတိုက်ဝဲဖြစ်နေစမှာရန်သူစကြောင်းစကြောင်းကိုမလာနိုင်အောင်ကာကင်းမှာတောင်းဝင်ယူရတဲ့သူဖြစ်ပါတယ်စားပိုင်းမှာဘလူးကျွန်းတွေရလဲဆိုတော့ကျွန်တော်ကရန်သူစကြောင်းမလာနိုင်အောင်ကာကင်းယူရတာဖြစ်တယ်ဘုံချစ်ပညာလဲတူရတယ်အဲ့ဒီမှာနေကြ ။ဒါကြောင့်တိုက်ခိုက်မှုဖြစ်ရင်လည်းထိခိုက်မှုမရှိအောင်ဂရုချင်းနဲ့ပါပဲနေရတဲ့ရန်သူကိုလည်းရေရောညာရောကင်းဆောင်တောင်းဝင်ယူရတယ်။ရန်သူမလာနိုင်အောင်ကင်းဆောင်ပြီးစောင့်ကြည့်စောင့်ကြည့်ရတယ်။ဘလို့ဖြစ်လဲဆိုတော့ရန်သူမလာနိုင်အောင်ကိုဘကရန်သူစကြောင်းကိုမဝင်နိုင်အောင်ကိုဘကတော့ရတာပေါ့။ဘလို့ကြောင့်လဲစိတ်လို့ရှာတယ် ိတ်လို့ရှာရဲ့အဲ့ပါရက်ဘန်တူဒီစကြောင်းကိုဝင်ရောက်သွားမှာကိုတားစိတ်လို့ရှာအဲ့ကြောင့်ရန်သူစကြောင်းကိုမဝင်နိုင်အောင်မရောက်နိုင်အောင်ကိုဘကတခြားတခြားတစ်ခက်ပါဖြစ်ရတယ်ရဲဘော်လဲလဲတို့အပါဝင် PLA ရဲဘော်တိုင်းဟာကိုကရုတ်ချင်းကိုကိုတိုင်းတူးခဲ့ကြရပါတယ်မဖြစ်မနေလိုအပ်တဲ့အရာဖြစ်တဲ့အတွက် အသက်20အောက်အမျိုးသမီးရဲဘော်တွေဖြစ်ပေမဲ့လည်းရအောင်တူးခဲ့ကြတယ်လို့ဆိုပါတယ်ရဲဘော်လက်လက်တို့ PLA ကစစ်ကောင်စီရဲ့တိုက်လေရင်ကိုပစ်ချလိုက်နိုင်တယ်ဆိုတဲ့နေ့ကတနိုင်ငံလုံးကစိတ်လှုပ်ရှားခဲ့ကြပါတယ်အဲ့ဒီအကြောင်းကိုပဲလူတိုင်းပြောနေခဲ့ကြပါတယ်ရဲဘော်လက်လက်တို့လိုကိုယ်တိုင်တိုက်ပွဲဝင်နေခဲ့ကြတဲ့သူတွေကရောဘလို့ခံစားခဲ့ကြရပါသလဲဟုတ်နေပြကြရဲဆိုအရန်ပြောရဲဘလို့ဘလို့ပြောမှမသိတော်တော်ပြောအရန်ကိုပြော မိုးရွာထဲမှာပဲကြုတ်ချင်းကိုယ်တိုင်တူပြီးတော့အမျိုးသမီးတဘာဝဓမ္မရာလာခြင်းမှာလဲမိုးရွာထဲမှာပဲဖြတ်တန်းခဲ့ရတာမျိုးရှိတယ်လို့ဆိုပါတယ်အေးရဲမိုးရတဲ့ရက်တွေထမင်းမစားရတဲ့ရက်တွေရှိတယ်လို့တိုးနေတဲ့ထမင်းကိုစားခဲ့ရတဲ့နေ့တွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်မိုးရွာထဲမှာလဲအဲ့ဘဖြစ်နေလဲမိုးရွာလဲကြုတ်ချင်းတူရတယ်မိုးရွာထဲမှာလဲကင်းဆောင်ရတယ်မိုးရွာထဲမှာပဲအေးရတယ်အဲ့ဒီအချိန်မှာကျွန်တော်မျိုးသမီးလဲ aspiration ဖြစ်လဲမိုးရွာထဲမှာပဲ ဒါမဲ့အဲ့အရာတွေကိုမှတ်မှုတော့ပါအောင်ဟိုကတိုက်ပွဲတွေမှာဆိုတော့တိုက်ပွဲကိုပဲအအောင်ဆိုင်နေတိုက်ပွဲကိုပဲတိုက်ပွဲကိုပဲအအောင်ဆိုင်နေဟုတ်ဒီကရန်သူရန်သူစကံကိုသိနိုင်ဖို့အတွက်အအောင်ဆိုင်နေတဲ့အဲ့အရာတွေကိုမှတ်မှုတော့ပါအောင်အေးရတော့မဝအောင်ဟုတ်မင်းရတော့ခါလေးအာကိုယ်စီရောက်တဲ့အချိန်နဲ့သူတို့ပို့တဲ့အချိန်နဲ့ကအချိန်တွန်းတော့ကြာထမင်းရတော့ ခါလေးမကောင်းတော့ပါညာတော့ရှိရယ်တိုက်ဝဲပြင်းနေတော့ကလည်းထမင်းမစားပဲလေရှိရယ်အဲ့လိုတိုက်ဝဲတိုက်ဝဲမဖြစ်တိုက်ဝဲမဖြစ်တော့မှလည်းထမင်းကကိုယ်စီရောက်တဲ့ချိန်နဲ့ပိုးတဲ့ချိန်နဲ့ကိုယ်စီရောက်တဲ့ချိန်ကချိန်တွင်းလေထမင်းကမကောင်းတော့ပါညာလေးရှိရယ်အဲ့လေစားခဲ့ရတော့အစမ်းတော့မပြေဘူးပါတင်မလားတိုက်ဝဲရှေးတန်းမှာဆိုတော့လေကိုကတိုက်နေရ စစ်တိုင်စစ်တိုင်ညာလေးဆင်းမပြေတဲ့ဆင်းမရပေါ့လောက်ရတာပေါ့ကန်းအောင်ရဲစခန်းဟာရဲစခန်းဆိုပေမဲ့ဟန်ပြတာဖြစ်ပါတယ်တကယ်အတွက်မှာကအခိုင်အမာစစ်စခန်းတစ်ခုပါရဲစခန်းကိုခြံစည်းရိုးလေးတပ်ကာထားပါတယ်ခြံစည်းရိုးအတွင်ပတ်ပတ်လည်မှာဆက်သွယ်ရေးတူမြောင်းလို့ခေါ်တဲ့ဂရုတ်ချင်းရှည်ကိုပတ်လည်တူထားပါတယ်ရဲစခန်းအနီးကနှစ်ထပ်ခွဲတိုက်နှလုံးပေါ်မှာစစ်တပ်ကအသင့်နေရာယူထားပါတယ် ဝင်လာသမျှရန်သူကိုအဲ့ဒါလို့အခိုက်မှာစောင့်ကြိုတိုက်ခတ်ရင်ဘယ်သူမှသိမ့်ပိုက်ဖို့မလွယ်လောက်ဘူးလို့သူတို့ယူဆထားတာပါဒါအပြင်လေချောင်းကနေလည်းအကြီးကျယ်စစ်ကူပေးပြီးတော့ဘုံအမြောက်များကျဲခဲ့ပါတယ်အဲ့ဒါကြောင့်ဘယ်သူမှမသိမ့်နိုင်တဲ့စကန်းဆိုပြီးတော့ကြွားဝါကြွေးကြော်ခဲ့ဘူးပါတယ်အခုတော့ကြတဲ့လူတွေကကြပြီးတော့ပြေးတဲ့လူတွေကပြေးကြပါပြီကန့်တော့ရဲစခန်းဟာမရှိမလားကြဆောင်ခဲ့ရပါပြီ။